အင်းအကျန်းဘတ်တောင်ကျန်သူများ၏မူးယစ်စေဝါတန်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်အော်ကရက်တိုအေနဲ့ဆက်ဆက်ပြီးတော့မူးယစ်စေဝါဖန်စီရရှိမှုဟာစစ်ချောက်ကျင့်အထိချလာနေပြီလို့စစ်ကွန်မရှင်ပြောခွင့်ရဗိုလ်ချုပ်စစ်မထံကဆက်စပ်ပြောဆိုလာပြန်ပါတယ်စစ်ကွန်မရှင်ရဲ့ပြောခွင့်ရဗိုလ်ချုပ်စစ်မထံကအော်ကရက်တိုအေနဲ့ဆက်ဆက်တဲ့မူးယစ်စေဝါဖန်စီရရှိမှုဟာ2015ခုနှစ်မှာတကြိမ်2019ခုနှစ်မှာလေးကြိမ်2020မှာတကြိမ် 2023ခုနှစ်မှာ၂ကြိမ်2024ခုနှစ်မှာ၂ကြိမ်2025ခုနှစ်အတွင်းမှာ6ကြိမ်စုစုပေါင်း6ကြိမ်ဖန်စီရမခဲ့ပြီဖြစ်တယ်လို့ဆွဆွေးပြုဆိုထားတာပါဒီဖန်စီရမခဲ့တဲ့6ကြိမ်ရဲ့မူရစေဝကာလတန်ဖိုးဟာကျပ်ငွေ1233.68ဘီလီယံရှိတယ်လို့လည်းဆိုထားပါတယ် တပြန်အရခတ်တတော် AA အနေနဲ့ဒီမူရစေဝါကိုကုန်ကူရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းကနေပြီးတော့ကြီးမားတဲ့ပမာဏအထိတည်ဆောင်လောက်ကင်တာမျိုးတွေကိုလည်းတွေ့နေရတယ်လို့စက္ကမချင်းပြောခွင့်ရဗိုလ်ချုပ်စွန်မန်းထန်းကဆွဆွေးပြုဆိုထားပါသေးတယ်။ AA အကြံဘက်တောင်းကျမ်းသူအဖွဲ့များဟာ2013ခုနှစ်လောက်ကစပြီးမူရစေဝါတည်ဆောင်ရောင်းချမှုတွေကိုနီလန်မျိုးစုံနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ကုတ်ဘိုးမှုပုံစံမျိုးစုံနဲ့တည်ဆောင်တဲ့နေရာမှာလည်း စီပေါင်းစာကားကိုအံဝက်လုပ်ပြီးတယ်ဆောင်တဲ့အထိလှုပ်ဆောင်ခဲ့ကြပါလေမူရစေဘာကိုအဓိကဂုံကူရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတယ်ဆောင်လုပ်ကင်နေတာမျိုးတွေ့ရပါလေအေအကျန်းပတောင်းကျန်းသူအဖွဲ့ရဲ့ခေါင်းဆောင်ခွန်မြတ်နိုင်ကိုယ်တိုင်ကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရီစေဘာတဲဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုပ်နေရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေအေတောင်းကျန်းသူအဖွဲ့ဝင်တွေက ထွက်ဆိုချက်တွေမှာတွေ့နိုင်ပါတယ်။ဒါပြန်ဒီလောက်များတဲ့ပမာဏကိုကြည့်ရင်ဘလောက်အန်လီများချောင်းကိုတွေ့နေမှာ ဖြစ်ပြီးတော့အာခတ်တက်တော်ဟာရခိုင်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေတဆင်ဒေသတွင်းနေရာတွေကို ပေတိန်တာတိမူရစေဝါတွေပို့ဆောင်နေတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်တယ်လို့လည်းဆွဆွေးပြဆိုထားပါသေးတယ်။အာရခတ်တက်တော်တမှုရှောက်ဘုချုပ်ထွန်မြင့်နေကတော့စစ်ကောင်မရှင်အနေနဲ့အာရခတ်တက်တော်ကိုမူရစေဝါနဲ့ပတ်သက်ပြီး ခုလိုဆက်ဆွေပြောဆိုနေတာဟာအာရခတ်တက်တော်အနေနဲ့တန်တမန်ရေးအရာတရားဝင်အဆက်အသွယ်မလုပ်နိုင်အောင်နဲ့နိုင်ငံတကာကမူရစ်စေဝါအဖွဲ့အနေနဲ့မြင်လာအောင်ပုံဖို့နေတာဖြစ်တယ်လို့လည်းဆိုတော့ပါတယ်။တစ်ဖက်မှာလည်းစစ်ကွန်မရှင်ဟာသူတို့ပိုင်ဆိုင်တဲ့တည်င်းစာတွေကပဲဆွတ်ဆွေပြောဆိုတာမဟုတ်ပဲတခြားနိုင်ငံတွေနဲ့အင်တာပိုတိဆပ်ပုတ်ပြီးတော့ဖန်စီပေးဖို့ကိုလှုံ့ဆော်တာတွေလည်းရှိနေတယ်လို့အာရခတ်တက်တော်တမှုချုပ်ဗိုလ်ချုပ်ထမ်းမြန်နေကပြောဆိုထားပါတယ်။ဒီလောက်များပြားတဲ့မူရစ်စေဆိုတာနဲ့တန်ဖို့တယ်မဟုတ်ဘူး။ ကျွန်တော်တို့ဘဝမှာကြားလည်းမကြားဘူးဒီလောက်များတဲ့ဟာတခါတလေတောင်ပြောဖြစ်တယ်ဒီလောက်များတဲ့ငွေတွေရှင်းတော့ကမင်းတို့ရဲ့လေရင်တွေကိုရင်ကောင်းတွေရိုက်တယ်လို့မျိုးတစည်းချင်းပြစ်ချပလိုက်မယ်လို့တော့ကျွန်တော်တို့ဒီဖက်မှာပြောဖြစ်ကြတယ်